ဲမြန်မာပြည်သက်တို့ရေပွဲတွေတော့ကြမ်းကုန်ပါပြီဂျော်ရှူအာဘန်ကတော့မြန်မာပြည်သက်တွေလည်းတည်ပြီးသားဖြစ်ပြီလို့ကျွန်တော်ထင်တယ်ဂျော်ရှူအာဘန်ရဲ့ပုံကိုအဲ့ဒီလှုပ်တာအဲ့ဒီလှုပ်ထားပြီးသားပုံနောက်ကနေချုပ်ွက်နဲ့လောကအနိုင်ယူပြသွားမယ်ဆိုတဲ့ပုံစံလိုမျိုးပန်တို့ကသူ့ရဲ့ official account မှာ share ထားတာအားလုံးပဲတွေ့ရပြီလို့ကျွန်တော်ထင်တယ်ဒါကိုဘယ်လိုလဲဆိုတော့ ျွန်တော်တို့ဂျောရှုဟာဘန်ကိုလုံးဝချုပ်ွက်နဲ့သူ့ရဲ့ချုပ်ွက်အောက်မှာလုံးဝကိုရှုံးနေစေရမယ်ဆိုတဲ့သဘောမျိုးပုံဆောင်တာဖြစ်ပါတယ်။ထပ်ပြီးတော့ကျွန်တော်တို့ဂျောရှုဟာဘန်ကလည်းဘယ်လိုမျိုးတင်လဲဆိုတော့ဂျောရှုဟာဂျောရှုဟာဘန်ကဒီပန်တူကြောင်ကိုဘလို့ပဲလာပါစေပေါ့နော်သူ့ရဲ့ပုံပုံနဲ့ပေါ့ကွာသူလည်းပြန်တင်ထားတာတွေ့ရပါတယ်ဂျောရှုဟာဘန်ကဒီပန်တူကြာလုံးဝကတ်လို့မရအောင် ကတ်လို့မရတဲ့ပုံစံလိုမျိုးသူလုံးဝကိုသူချုပ်ွက်နဲ့လုံးဝကိုအနိုင်မယူပြနိုင်အောင်လုပြသွားပြီးတော့ထိုးတက်သွားတဲ့ပုံစံလိုမျိုးကလည်းဂျိုရှူဟာဘန်ဘက်ကလည်းထပ်ပြီးတော့လေတိုက်တာတွေတွေ့ရပါတယ်ချတော့မချသေးပါဘူးလေတွေကတော့လုံးဝကိုတိုက်နေပြီးတော့လုံးဝကိုပွဲရတော့ကြမ်းတော့မယ်လို့ကျွန်တော်ယုံကြည်တယ်เนาะအာဒီပန်ပွဲတာတကယ်လို့နိုင်သွားခဲ့လို့ရှိရင်ကျွန်တော်တို့ကဒီအာရှတစ်ခွေလုံးတာမခအောင်เนาะ ျွန်တော်မြန်မာနိုင်ငံကျွန်တော်မြန်မာနိုင်ငံကိုစားပြုအနေနဲ့လုံးဝကိုယူရမယ်။တမိုင်းတွင်ဝါမယ်။ကဘာဆက်ဆက်တမိုင်းတွင်ဝါမယ်ပွဲဖြစ်တယ်နော်။လုံးဝကိုပွဲရတော့လုံးဝကိုလေးတိုက်တောက်တောက်လေးတိုက်ပြီးတော့တော်တော်လေးကိုကျဲနေပါပြီ။ကဲကျွန်တော်ကတော့တော်တော်လေးစိတ်ဝင်စားနေပြီ။ကျွန်တော်ကလည်းပြိတ္တတွေကိုတော်တော်လေးစိတ်ဝင်စားနေပြီးတော့အားလုံးပဲထင်ပါတယ်။တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့ပြောလို့ရင်းနဲ့ဆုံးသတ်ချင်ပါတယ်။